မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖုံမြို့နယ်အပိုင်းဘကိုးရုံးမအတွင်းမှာအကြမ်းမဲ့စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲများပြင်းထန်လာနိုင်ပြီးတိုက်ခိုးထုံနေတဲ့သူတွေကိုလည်းအရေးယူနိုင်ရအတွက် သွာလာခွင့်များကိုပိတ်ပင်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ16ရက်နေ့ကစတင်ပြီးတော့အုပ်ဖို့မြို့နယ်အပိုင်းဘကုန်းရုံးမှအတွင်းမှာရှိတဲ့တာယာဝတီခိုင်တိုင်ရင်383ရက်တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ခွဲရဲ့ ်စစ်စင်ရေးနယ်မြေအတွင်းမှာအကြမ်းဆက်တိုက်ရဲစစ်တောင်းထိုးခြင်းများလှုံ့ဆော်လာနိုင်တဲ့အတွက်ကြောင့်စစ်စင်ရေးများအရှိန်ဟုန်မြင့်တက်လာမှဖြစ်တဲ့အတွက်မော်တော်ယာဉ်များတုံးဘိတ်ဆိုင်ကယ်ကျွဲနွားများတွာလာခွင့်တွေကိုတားမြစ်လိုက်တယ်လို့သိရပါဗျ။အခုလိုမျိုးတားမြစ်လိုက်ခြင်းဟာစစ်စင်ရေးများကြားထဲမှာပြည်သူများမထိခိုက်စေရန်နဲ့တတော်တရားစာတများကိုတရားမဝင်ခိုးထုတ်မှုများကိုထိတိယောက်ယောက်အရေးယူနိုင်ရန်အတွက်ဖြစ်ပြီးတော့ ပြည်သူများအနေနဲ့ထုတ်ပြန်ချက်များကိုလိုက်နာပေးကြပါရန်တာယာဝတီ KPDF ကတော်ဝင်ရှိသူတို့ကပြောဆိုထားပါတယ်တော်လိုင်းတပ်ဖွဲ့များဟာတစ်တော့တရားစာတများကိုကာကွယ်ထိန်းသိမ်းနေပြီးတော့အကြမ်းဖက်စစ်ကောင်စီအတွက်ဝင်ငွေရှာဖွေပေးနေတဲ့တရားမဝင်တစ်ခိုးထုတ်လုပ်မှုများကိုဖမ်းဆီးအရေးယူနေတယ်လို့တာယာဝတီ KPDF ကတော်ဝင်ရှိသူတို့ကရှင်းပြထားပါတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များဖြစ်တဲ့အတွက်ဂိတ်ကြီးစက်ကြီးကောက်ချင်းများ တစ်ခိုးထုတ်ခြင်းများကိုလုံးဝလုံးဝလုံဆောင်ခြင်းမရှိကြောင်းနဲ့အခြားသောဒေါ်လာရင်းအဖွဲ့အစည်းများကလုံဆောင်နေတာကိုတွေ့ရင်လည်းလုံးဝကိုလက်မခံဘူးလို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ရေပိုင်နက်ဖြစ်တဲ့ဘူးတိတောင်မောင်တော်ဒေသမှာတရားမဝင်နေဆက်ဖြတ်ကျော်ပြီးတော့အချင်းချင်းဝင်ရောက်ပြီးတော့ငါးဖန်နေကြတယ်ဘင်္ဂလားဒေ့ရှ်ငါးဖန်သမားများအရင်နဲ့ပတ်သက်ပြီးပူးပေါင်းဖြည့်ဆင်းဆောင်ရွက်လို့ကြောင်းအရခတ်တက်တော်အေအေကပြောဆိုလိုက်ပြီးတော့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား22ဦးကိုပြန်လွတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတရားမဝင်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား29ဦးကိုလွတ်ပေးခဲ့ပြီးတော့အခုမက်စလန်မှာလည်းတရားမဝင်ငါးဖန်သမား22ဦးကို ထပ်မံပြတ်လွတ်ပေးခဲ့တယ်လို့ဥခိုင်ဒုက္ခကထုတ်ပြန်ထားပါတယ်။တရားမဝင်နေဆက်ဖြတ်ကျော်တဲ့ပြည်ထနာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိတိယယောက်ဖြေရှင်းရန်မျှော်လင့်ထားကြောင်း ULAA ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဥခိုင်ဒုက္ခကမတ်လ15ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်။ ULA အနေနဲ့တရားမဝင်နေဆက်ဖြတ်ကျော်ငါးဖက်မှုပြည်ထနာကိုကိုက်ွယ်ဖြေရှင်းဖို့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ကြားထဲမှာပူးပေါင်းလှုပ်ဆောင်ပြီး ဖြစ်ရောက်တဲ့အဖြစ်တခုကိုရရှိဖို့အတွက်မျှော်လင့်ပါတယ်လို့ဥခိုင်ဒုက္ခကပြောဆိုထားပါတယ်။အရခတက်တော်အေအေဟာစစ်ကောင်စီထံကနေပြီးတော့ဘူဒီတောင်မောင်တော်ဒေသကိုသိမ်းပိုက်လိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဆက်ဆက်နေတဲ့ရခိုင်နယ်စပ်တစ်လျှောက်ကိုလည်းထိမ်းချုပ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ငါးပန်းသမားတွေကိုဖမ်းဆီးထိန်းသိမ်းနေပါတယ်။ဒါပေမဲ့အိမ်နီးချင်းနိုင်ငံသားမှာအပြုသဘောဆောင်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားဖို့ရည်ရွယ်ချက်နဲ့ငါးပန်းသမားတွေကိုပြန်လွတ်ပေးနေတာတွေရှိပါတယ်လို့ဥခိုင်ဒုက္ခကပြောပြထားပါတယ်။ရခိုင်ရေးပိုင်နယ်ထဲကို တရားမဝင်ဝေရောက်ပြီးတော့ငါဖန်ချင်းကိုပြဿနာတစ်ခုဖြစ်နေရှုမြင်ပြီးတော့စိုးရိမ်မှုရှိကြောင်းနဲ့နှစ်နိုင်ငံလုံးမှာရှိတဲ့တရားဥပဒေကိုလိုက်နာကြတဲ့ငါဖန်သမားများရဲ့အသက်မွေးဝမ်းကြောင်းမှုကိုလည်းချိန်ချောက်တဲ့ရှိနေတယ်လို့အရခတတ်တော်အေအေကပြောဆိုထားပါတယ်တရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်လာတယ်ငါဖန်သမားများကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနဲ့ အရခတက်တော်အေအေကအချိန်ချင်းသတိပေးခြင်းခံဝင်ထိုးခြင်းများကိုပြုလုပ်ခဲ့တော်လဲငါးဖန်သမားတွေကလစ်လူရှုထားကြတယ်လို့ဥခိုင်ဒုက္ခကပြောပြထားပါတယ်တရားမဝင်ငါးဖန်သမားများဟာပြင်းထန်တဲ့ပြစ်မှုကိုအချိန်ချင်းချိုးဖောက်ခဲ့ကြတော်လဲနှစ်နိုင်ငံရဲ့ချစ်ကြည်ရေးကိုအလေးထားပြီးတော့ပြစ်တင်ဆုံးချခြင်းမရှိဘဲပြန်လွတ်ပေးလျက်ရှိပြီးတော့အဲ့ဒီပြည်တနာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိတိယောက်ယောက်ပူးပေါင်းဖြေရှင်းရန်အရခတက်တော်အေအေကလိုလားနေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ကမ္ဘာသတင်းတစ်ပုဒ်ကတော့သမ္မတထရမ့်ရဲ့ American ကမ္ဘာမီဒီယာဌာန USA GM အပါအဝင် Agency 6ခုလုပ်ငန်းများလျှော့ချရန်လက်မှတ်ရေးထိုးညွှန်ကြားမှုကြောင့် American အတန် VOA နဲ့လွတ်လပ်တဲ့အာရှအတန် IRF သတင်းဌာနတို့အပေါ်တိုက်ရိုက်မှုရှိခဲ့ပြီးတော့ VOA မြန်မာပိုင်းတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များကို ခိတရန်နာထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါ့အပြင် VOA မြန်မာပိုင်းမှာအလုပ်လုပ်နေတဲ့အချိန်ပြည့်ဝန်ထမ်းများကိုမက်စလာ15ရက်နေ့ကနေစပြီးတော့ခွင့်ယူရန်နဲ့ရုံးကိုလာရန်မလိုကြောင်းသက်ဆိုင်ရာတာဝန်ရှိသူတွေကအီးမေးလ်တွေပို့လာတယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတချို့ကပြောဆိုထားပါဗျ။အဲ့ဒီဝန်ထမ်းများရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့နောက်တစ်ပတ်ခန့်အကြာမှာတိတိကျကျအဖြေသိလာနိုင်တယ်လို့ပြောဆိုထားပါဗျ။သို့တော်လည်းအချိန်ပိုင်းဝန်ထမ်းများအတွက်ညွန်ကြားချက်တစုံတရာမရှိသေးဘူးလို့ VOA မြန်မာပိုင်းဝန်ထမ်းတချို့ထံကသိရပါဗျ။ IFA မြန်မာပိုင်းသတင်းဌာနကတော့ဒီနေ့မနက်ပိုင်းအထိကိုသတင်းထုတ်လွှင့်မှုများကိုပုံမှန်အတိုင်းဆက်လက်ပြီးတော့ထုတ်လွှင့်နေသလိုဝန်ထမ်းများကလည်းဒီနေ့မနက်ပိုင်းအထိဒစုံတရားအကြောင်းကြားလာခြင်းမရှိသေးဘူးလို့ IFA ရဲ့ဝန်ထမ်းတဦးကပြန်လည်ပြောပြထားပါတယ်။ American အစိုးရက RFA နဲ့မိဖက်သတင်းဌာနများအတွက်နှစ်စဉ်ပေးအပ်တဲ့ထောက်ပံ့ငွေများကို 2025ခုနှစ်မတ်လ15ရက်နေ့ကနေစပြီးတော့ရက်ဆိုင်လိုက်တယ်လို့အကြောင်းကြားလာကြောင်းဒီကနေ့မှာ RFA ရဲ့သတင်းမှလည်းဖော်ပြထားပါရယ်ဒါအပြင်လက်ကျန်ငွေများကိုအချိန်မဆိုင်ပဲအစိုးရထံကိုပြန်လည်ပေးရရမှာဖြစ်တယ်လို့ပြောဆိုထားပြီးတော့အခုရက်ဆိုင်လိုက်တဲ့အမိန့်အပေါ်မှာရက်ပေါင်း30အတွင်းအယူခံတင်နိုင်တယ်လို့ RFA ကသတင်းဖော်ပြချက်အရသိရပါရယ်သမ္မတထရမ့်ကမတ်လ14ရက်နေ့မှာအခုလိုညွှန်ကြားလိုက်ခြင်းဖြစ်က မလိုလားအပ်တဲ့အစိုးရလုပ်ငန်းဘျူရိုကရေစီရန်တရားများဆက်လက်ပြီးတော့ရှော့ချရန်နဲ့ဖယ်ရှားရန်ဥပဒေအရလိုအပ်တယ်လို့ပြထားတဲ့လုပ်ငန်းများမှာဝန်ထမ်းတွေကိုအ ਨੇ စုံအထိရှော့ချရန်ဆိုပြီးတော့ပါရှိပါတယ် USA GM အပြင်အလုပ်ရှင်အလုပ်သမားအရေးဖြည့်ရှင်းဆောင်ရွက်ပေးရေးဌာန FMCS အိမ်ယာမယ်များအတွက်ဌာန USICH လူနည်းစုစီးပွားရေးလုပ်ငန်းများဖော်ပြရေးဌာန MBDA ပြတိုင်းနဲ့စာကြည့်တိုင်းများဌာန WWICS အစရှိတဲ့ဌာနများလည်းပါဝင်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့မှာစစ်ကောင်စီကစစ်လေရင်ကိုအနေဆုံးပြန်တမ်းပြီးတော့စိန်ရတနာပြည်ရတိဇာတင်တိုက်ကိုဘုံကျဲပြစ်ခတ်တိုက်ခတ်ရာတန်ဃာတော်၉ပါးနဲ့ပြည်သူ၅ဦးစုစုပေါင်း၁၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ၁၆ရက်နေ့ညနေ9:26မိနစ်အချိန်ကစတင်ပြီးတော့စစ်ကောင်စီရဲ့တိုက်လေရင်ကအနေဆုံးပြန်တမ်းပြီးနောင်ချုံမြို့စိန်ရတနာပြည်ရတိဇာတင်တိုက်ကိုဘုံကျဲပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ ်ဘုံလေးလုံးနှစ်ချိန်ကျဲချပြီးတော့လေရင်ဘော်ကနေဆက်တက်နဲ့အတွဲလိုက်နှစ်ချိန်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီပြစ်ခတ်မှုကြောင့်စေရနာပရိယတ်တွေစတင်လိုက်ကတန်ဃာတော်၉ပါးနဲ့ပြည်သူ၅ဦးတေဆုံးခဲ့ရတယ်လို့သိရပါတယ်လေရင်ကိုနှိမ့်နှိမ့်လေးပြန်ပြီးတော့ပြည်သူတွေကိုစစ်ဘေးရှောင်တွေမှာတိရတဲ့ကိုတမင်ကိုရည်ရွယ်ပြီးတော့လူတက်သွားတာပါတန်ဃာတော်၉ပါးပြန်လုံတော်မူပါတယ်တန်ဃာတော်၉ပါးမှာကိုရင်၈ပါးနဲ့ဦးစင်တစ်ပါးပါပါတယ်စစ်ဘေးရှောင်ပြည်သူ၅ဦးလည်းတေဆုံးသွားတယ် စုစုပေါင်း14ဦးတေဆုံးပါတယ်လို့နောင်ချုံမြို့ကပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်စစ်ကောင်စီတပ်ရဲ့လေရင်နဲ့ပြစ်ခတ်မှုကြောင့်ဖုန်ကြီးကျောင်းနဲ့နေအများပြားမိလောင်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD နဲ့ချင်းရွှဲမြေဆုံရမကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသမြေတော်ကြီးွာကိုစစ်ကောင်စီက၂ရက်ဆက်တိုက်စီးနေလူရဲမိရှို့ပြီးတဲ့နောက်ပြန်ထွက်သွားတဲ့အချိန်မှာ ကျေးရွာအတွင်းမှာကောင်းဖြတ်မိရှုတပ်ဖြတ်ထားခဲ့တဲ့ရုပ်အလောင်းတလောင်းကိုထပ်မံတွေ့ရှိခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီအုပ်စုဟာမက်စလာ၁၄ရက်နေ့နဲ့၁၅ရက်နေ့တွေမှာရေလဲကျွန်းဒေသမြေတော်ရွာကိုစီးနှင်းကထိန်းတိုင်းကျဖောက်ထွင်းလူရမိရှုဖျက်ဆီးပြီးတဲ့နောက်မက်စလာ၁၅ရက်နေ့ညပိုင်းမှာ မင်းရွာကြီးရွာကပြူစောတိတွေကိုလှမ်းခေါ်ပြီးတဲ့နောက်မြေတော်ရွာတွေကဖောက်ထွင်းခိုးယူထားတဲ့တံမိုးကြီးတဲ့ပစ္စည်းတွေကိုထရေလာကြီးတွေနဲ့တယ်ထုတ်ကမင်းရွာပြူစောတိစခန်းဘက်ကိုပြန်ထွက်သွားတယ်လို့ဆိုပါတယ်လူမဆန်အောင်ရုံမှာရက်ဆက်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့မင်းအောင်လိုင်ရဲ့စစ်ခွေးတွေဟာမြေတော်ရွာကိုမက်စလာ14ရက်နေ့မနက်စောစောပိုင်းမှာဝင်းအောင်စီးနေပြီးတော့မက်စလာ14ရက်နေ့နဲ့15ရက်နေ့တွေမှာနေအိမ်များကိုမှွေနောက်ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းဥစ္စာများကိုခိုးယူလူရယူဆောင်ပြီးနှစ်ရက်ဆက်တိုင်နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဒေသခံပြည်သူတချို့ဟာ 16ရက်နေ့မနက်ပိုင်းမှာရွာထဲကိုဝင်ရောက်တဲ့အချိန်ခေါင်းဖြတ်ပြီးတော့မိရှုတပ်ဖြတ်ခံရတဲ့ရုပ်လောင်းကိုလည်းခမှန်တွေ့ရှိခဲ့ရတယ်လို့ရေစကြို Township Info Company ကဖော်ပြထားပါတယ်။ခေါင်းဖြတ်မိရှုအသက်ခံတဲ့သူဟာဘယ်သူပဲဝါလဲဆိုတာကိုတော့အတိအကျမသိရသေးပဲရွာကံပြည်သူတွေဟာလည်းထွက်ပြေးနေရဆဲမို့လို့စရင်ကောက်လို့မရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီအုပ်စုဟာမြေတော်ကြီးရွာကနေအိမ်တွေကိုသာမကပဲနဲ့ ဖုန်ကြီးအကြောင်းမှာမချမ်းမိရှုဖြက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။မိလောင်ဖြက်စီးနေတဲ့အင်ဂျီတွေကအခုမှစည်ရင်ပြုစုနေတော့မို့လို့အတိအကျတော့မသိရသေးဘူးလို့ရေလက်ကျွန်းဒေသခံတရင်အင်မြစ်ကပြောပါတယ်။အဲ့ဒီမြေတော်ကြီးပါကိုစီနေလူရက်ကလူသက်ရွာကိုမိရှုဖြက်စီးခဲ့တဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေဟာ 15ရက်နေ့ည7:00နာရီအချိန်မှာစေတစ်မြင်းမြေစုံညောင်မွေးပင်နဲ့ပြီးစကုံးရွာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ကာဆက်လက်ပြီးတော့စီးနင်းပြီးတဲ့နောက်နေအိမ်တွေကိုဖောက်ထွင်းကာတမိုးကြီးတဲ့ပစ္စည်းတွေကိုမင်းရွာပြူစောတိစခန်းဘက်ကို ထွေလာကြီးတွေနဲ့တည်ထုံနေပြီးတော့16ရက်နေ့မနက်ပိုင်းအထိကိုခိုးရပါပစ္စည်းတွေကိုမင်းရွာပြူစောတိစခန်းထဲကိုတည်ယူနေဆဲဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီအုပ်စုရဲ့ရန်ကြောင်၊ဆယ်တက်မြေ၊မြေစုံ၊ညောင်မွေးပင်ပြီးစက်ကုန်းရွာနဲ့အနီးပတ်ဝန်းကျင်ကရွာတွေကထောင်ထဲချီးတဲ့ပြည်သူတွေဟာအိုးအိမ်တွေကိုစုတ်ခွာပြီးတော့ထွက်ပြေးနေရတယ်လို့ရေစကြို Township Info Committee ကဖော်ပြထားပါတယ်။သကိုင်းတိုင်းမြောင်နယ်နဲ့ထိစပ်နေတဲ့ရေစကြုံမြို့နယ်ရေလက်ကျွန်းဒေသကိုဖေဖော်ဝါရီလ26ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီအုပ်စုကရွာစဉ်ပတ်မွေး ေလူသက်လူရက်မိရှုနေတာလို့သိရပါတယ်။နှစ်ပတ်ကျော်အတွင်းမှာစစ်ကောင်းစီအုပ်စုမိရှုဖျက်ဆီးခဲ့လို့အင်ဂျင်400ကျော်ရှိတဲ့မြေစုံတော်ရွာရွာလုံးကျွတ်မိလောင်ပြချခဲ့ရတယ်လို့ပန်းညိုရွာကအင်ဂျင်90ကျော် မြေစုံရွာတဲ့မလကချံဇယက်နီတာကောင်လေးနဲ့မြေတော်ရွာတွေကယာနဲ့ချီတဲ့အင်းဒီဟာလဲမိလောင်ပြကြခဲ့ရတယ်လို့သိရပါဗါးဒါအပြင်စစ်ကောင်စီအုပ်စုဟာမြေစုံတော်ချေရွာကတန်ကားတော်တပားအပါဝင်ဒေသခံ၁၂ဦးကိုမြေမှန်နှိပ်စက်မိရှို့တပ်ဖြတ်ခဲ့တယ်လို့တာကောင်လေးနဲ့တာကောင်ကြီးရွာကတကြီးရွယ်ဦးတွေအပါအဝင်ဒေသခံ၆ဦးကိုလဲဖမ်းဆီးမြေမှန်နှိပ်စက်ပြီးတော့တချို့ကိုခေါင်းဖြတ်တင်းကုန်မှာချိတ်ဆွဲတပ်ဖြတ်ခဲ့တယ်လို့ တချို့ကလည်းမီးရှို့တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ရေလက်ကျောင်းကြီးပါထဲမှာစစ်ကောင်စီအုပ်စုတပ်ဖြတ်ဆွန့်ပစ်ခဲ့တဲ့ဒေသခံ18ဦးရဲ့အလောင်းတွေကိုတွေ့ခဲ့ရပြီးတော့ပျောက်ဆုံးနေတဲ့သူတွေလည်းရှိတယ်လို့ရေစကြို Township Info Company ကတာဝန်ရှိသူတို့ကမတ်လ15ရက်နေ့မှာပြောပြထားပါတယ်။လောလောဆယ်15ဦးကတော့ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာကိုအတိပြုထားနိုင်ပါတယ်။နှစ်ဦးဒဇာလန်ဖမ်းဆီးခံရပြီးတဲ့နောက်မီးရှို့တပ်ဖြတ်ခံရတဲ့အမျိုးသား2ဦးကတော့ဘယ်သူဘယ်ဝါဆိုတာမသိရသေးဘူး။တခြားနေအိမ်တွေနဲ့အတူမီးရှို့တပ်ဖြတ်ခံရတာတွေရှိနိုင်သေးတယ်။ ပျောက်ဆုံးနေတဲ့သူတွေပါရှိနေသေးတာစစ်ကောင်စီအုပ်စုရဲ့လက်ရတွေကပြောစရာစကားလုံးကိုရှာလို့မရတော့ပါဘူးရုံမှရက်ဆက်လုံးပါတယ်ဗျာလူစိတ်ကိုပျောက်နေကြတာရွာသူရွာသားတွေကလေးငယ်တွေကုရခဲ့ရမဲ့ဖြစ်ပြီးတော့တုံလုံးချောက်ချားနေကြတာမမြင်ရက်ဆရာပါပဲလို့ပြောပြထားပါတယ်လက်ရှိအချိန်ထိ အကြမ်းတ်စစ်အုပ်စုရဲ့စစ်ကြောင်းထိုးကလူတက်လူရက်မိရှုနေစေမို့လို့မြောင်နဲ့ရေစကြုံမြို့နယ်ရေလက်ကျွန်းဒေသကမြေစွန်းတော်ရွာတင်မလကချံဇယက်နီတာကောင်လေးတာကောင်ကြီးဖြုံဘူးမြေတော်မြေစွန်းကိုင်းပန်းညိုစတဲ့ကျေးရွာဆယ်ရွာကျော်ကပေါင်းတဲ့ခြေတဲ့ဒေသခံပြည်သူတွေဟာစစ်ဘေးတိမ်းရှောင်နေကြရပြီးတော့စားနပ်ရိက္ခာနဲ့အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြန်လည်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ